ပြဿနာပြဿနာကိုပြဿနာကိုပြဿနာလို့ထင်နေတာကွာပြဿနာ။ဘာကြီးလဲကိုကြီးကဟုတ်ပါတယ်။ပြဿနာသည်ပြဿနာမဟုတ်ပါဘူး။အဲ့ဒီအရာကိုပဲကျွန်တော်တို့ကပြဿနာလို့ထင်နေတာကြီးကွာကျွန်တော်တို့အတော့ဒီထဲမှာလာပြီးတော့ပြဿနာတခုဖြစ်နေတာ။အဲ့တော့ဘာလို့ဆိုတာလေးကျွန်တော်နည်းနည်းလေးဥပမာလေးပြောပြ။ဥပမာကျွန်တော်အုတ်နေကဲနှလုံးဆိုကြပါ။အဲ့တော့ဒီအုတ်နေကဲနှလုံးကိုမိတ်ဆွေကအခုချိန်မှာကင်ကြည့်မယ်ဆိုလို့ရှင်လေဒီကူကျွန်တော်မကြည့်ကင်ကြည့်လို့ရပါလိမ့်မယ်။ဒါပေမဲ့တစ်ချိန်တော့အဲ့အုတ်နေကဲနှလုံးကြီးခင်ဗျားမမနိုင်ခင် ဘာဖြစ်လဲဆိုတော့အသက်အရွယ်ကမနစ်၃နှစ်ဝန်းကျင်လောက်ပဲဖြစ်တဲ့အတွက်အဲ့အုံညီကိုမနိုင်ဘူးရအတွက်ခွန်အားဆိုတဲ့အရာတွေအတွေ့အကြုံဆိုတဲ့အရာတွေခင်ဗျားမှာမရှိနေဘူးဒါဆိုရင်အခုချိန်မှာဘာလို့ဒီအုံညီကိုကျွန်တော်မားလို့ရသွားတယ်လဲဆိုတော့အမေဝင်တဲ့လောက်စဉ်းစားကြည့်ရဒီအုံညီကြီးတွေကပြောင်းသွားတာလား no no ခင်ဗျားပြောင်းသွားတာကျွန်တော်ရဲ့ဘဝမှာပြဿနာတစ်ခုဖြေရှင်းနေတယ်ဆိုလို့ရှိရင်ဒီပြဿနာပြောင်းဖို့လိုတာကကိုယ်တိုင်ကိုယ်စိတ်အကြောင်းလေးဒါလေးကိုနည်းနည်းတော့လေးစဉ်းစားမိတ်ဆွေအများကြီးလို့ဆိုလို့ရှိရင်